ားလုံးပဲမင်္ဂလာပါဘန်မှာဘန်စားတော့လုတ်ပြီးတော့အော်ပြီးပေါင်းကိုလည်းမရလို့ရှိပါတယ်အဲ့ဒါဒီလိုမျိုးပေါ်တာလေးရှိပါမယ်နော်ပြီးပေါင်းကိုလည်းတခါချို့ကလည်းမချိတ်လိုက်တဲ့ဟာမချိတ်ပေးလိုက်တာမျိုးရှိရဘန်နေပြီးတော့အဲ့ဒါဒီကုတ်ပါအဲငွေလွှဲလွှဲချင်းမရဘူးဆိုပြီးလိုမျိုးပေါ်နေပါမယ်အဲ့ဒါဆိုလို့ရှိရင်ဤဇက်ထဲကဝင်ပြီးတော့ပြီးပေါင်းကိုလွှဲချိတ်ဖို့အတွက်ရှောက်လို့ရပါတယ်ရှောက်တဲ့နည်းလေးပြပေးပါမယ်ဤဆုံးမာတိကာတဲ့ဝင်လိုက်လို့ရှိရင်မတိကာရဲဝင်ပြီးတော့နိုင်ငံသားငွေလွှဲပန်အဖြစ်သတ်မှတ်ခြင်းသတ်မှတ်ရင်လျှောက်ထားခြင်းဆိုတာရှိပါတယ်အဲ့လိုနှိပ်ပြပါ နှိမ့်လိုက်ရင်ဒါမျိုးပေါ်လာမယ်အဲ့မှာအာဘေးနာအမှန်ချက်လေးကိုနှိပ်ပါနှိမ့်လိုက်လို့ရှိရင် အောက်မှာတတ်မှတ်ရန်အခြေအနေစစ်ရန်ဆိုတော့ပေါ်လိုက်မယ်အဲ့စစ်ရန်မှာဒီမှာကိုယ့်ရဲ့ passport နံပါတ်ရိုက်ထည့်ပေးရပါမယ်မမရှိဘူးဆိုတော့ပေါ့ရနော် ကြည့်ရင်ရမှာမရှိပါလို့ပြောဘာမှမရှိဘူးအဲ့ဒါဆိုရင်ရှောက်ရှင်လဲဆိုရင်ဒီအောက်ကသတ်မှတ်ရှောက်ထားခြင်းဆိုတာနှိပ်ပြီးပါနှိပ်ပြီးလို့ရှင်ကိုယ့်ရဲ့အချက်လက်တွေပေါ်လာပါတယ် passport ဓာတ်ပုံတင်ပြခြင်းဆိုတာရှိရနော်အဲ့ဒါလေးနှိပ်ပါနှိပ်လိုက်လို့ရှင်ဒီမှာအကယ်၍ဓာတ်ပုံရိုက်ထားပြီးသားရှိရဆိုရင်ဓာတ်ပုံရိုက်ထားတဲ့ gallery ရဲ့ကနေပြီးတော့ passport ပုံရင်းပြီးပြတင်ရပါမယ်အကယ်၍မရှိဘူးဆိုလို့ရှင်ဓာတ်ပုံကင်မရာဖွင့်ပြီးရိုက်ပါမယ်ဒါတွေကတော့ well wow. ဒီစင်းနေလိုက်ရပြီအဲဆိုရင်ကင်မရာပေါ်လာပြီဆိုလို့ရှိရင်ကင်မရာပေါ်လာပြီဆိုလို့ရှိရင်ကင်မရာနဲ့ passport ကို၄တောင်ကြကြလေးသေးချပေါ်အောင်ရိုက်ပေးရပါမယ်အလင်းပြန်နေရမျိုးမရှိအောင်လို့တတိထားပြီးရိုက်ပြီးပါ စာဒီပေါ်အလင်းမပြန်အောင်တတိထားပြီးရောရိုက်ပြီးပါတပုံလီလောင်းကြကြလေးအခုလိုမျိုးပေါ်ပြီဆိုလို့ရှိရင် okay နှိပ်လိုက်ပါ ပြီးသွားရင်သူကဒါမျိုးပေါ်လာပါလိမ့်မယ်နော်ပေါ်လာလို့ရှိရင်ဒီမှာမပုံတင်ရန်ဆိုတဲ့အစိမ်းအောင်လေးနှိပ်ပြီးပါမပုံတင်ပြီးရင်ဒီမှာထပ်ပြီးတော့ပြောင်းလို့မရဘူးမပုံတင်မလားမေးပါရယ်နော်အတီးပြုတ်ပြီးပါ ဲဆိုလို့ရှိရင်သူကရှောက်ထားမှုပြီးဆုံးသွားပါပြီဆိုပြီးတော့ရှောက်ထားတဲ့အာဘန်ခွဲနံပါတ်ပဲပါပါစီမံခန့်ခွဲသောရုံးမှာကြည့်လိုက်လို့ရှိရင်ကိုဘန်ဆောင်လုတ်ခဲ့တဲ့ဘန်ရဲ့နံပါတ်ပေါ်ပါတယ်အဲ့ဒါဆိုရင်အမှန်ချင်းနေပြီပါဒီလိုမျိုးရှောက်ထားပြီးတဲ့အခါကျလို့ရှိရင်တရက်လောက်ကြာလို့ရှိရင်ပြီးပေါင်းကိုလည်းရပါပြီဘန်ကိုသွားကြမလို့ပါဘူးဒီနေ့တိုင်းရှောက်လိုက်ရင်ရပါရင်နော်တချို့ကြတော့ passport ဟာတက်တန်းအဲကုန်လို့ပြောင်းသွားတယ် passport လုံးဝအသစ်ဖြစ်သွားတဲ့လူကြီးရှိအဲ့ဒီလူကြီးဆိုလို့ရှိရင်တော့ဘန်မှာသွားပြီးတော့အသစ်ကိုပြောင်းပေးရပါမယ် passport အသစ်အဟောင်းနဲ့ ID ကယူဆောင်ပါပြီးတော့ဖမ်းမှာအတစ်ကိုပြန်ပြီးတော့ဆင်းသွင်းပေးလိုက်ရပါပြီရှင်အဲ့လိုမှမဟုတ်ဘဲနဲ့အတစ်လောက်ထားတာဒါပေမဲ့ဒီပေါင်းကိုလွဲလောလောဆယ်လွှဲမရဘူးဆိုလို့ရှင်အခုလိုပုံစံမျိုးဆင်းရင်သွင်းလိုက်ရင်ရပါပြီเนาะအဲ့ဒါဆိုလို့ရှင်ဒီပေါင်းကိုလွဲဖမ်းနေပြီးတော့တင်ထားတာကိုကြည့်ပြီးတော့အာရှောက်ပေးပါလိမ့်မယ်လုတ်ပေးပါလိမ့်မယ်တချို့ကြတော့ passport ပုံတင်ထားတာတင်ခိုင်းတာကိုမသိဘဲနဲ့ကိုယ့်ရဲ့မျက်နှာပုံကြီးတွားပြီးတော့တင်တာမျိုးရှိရအဲ့လိုမျိုးမလုပ်နဲ့အဲ့ဒါဆိုရင်ဘာမှမလုပ်ဘူးလို့မရပါဘူးเนาะအဲ့လိုတတိထားပေးပါအားလုံးမဲ့စင်ပြီးကြပါစီရှင့် အခုနပုံစံမျိုးနဲ့ကိုကစစ်ကြည့်လိုက်တယ်ပေါ့နော်စစ်ကြည့်လိုက်တဲ့အခါကျရင်တချို့ကြတော့အာပြီးပေါင်းကိုလည်းချိန်ထားပြီးသားလူရှိရချိန်ထားပြီးသားလူဆိုလို့ရှိရင်ကြည့်လိုက်တာနဲ့အခုလိုမျိုးပေါ်ပါတယ် ဒါဆိုဒီလိုပေါ်နေရဆိုရင်ပြီးပေါင်းကိုလည်းချိန်ထားပြီးသားပါမမထက်လျှောက်ဆရာမလို့ပါဘူးထက်လျှောက်ဆရာမလို့တော့ဗမလည်းလျှောက်ဆရာလည်းထပ်မပေါ်ပါဘူးเนาะအဲ့ဒါကြောင့်မလို့ဒီဟာရှိနေပြီးသားဆိုလို့လို့ဆိုလို့ရှင်ပြီးပေါင်းကိုလည်းချိန်ထားပြီးသားပါဒါပေမဲ့တချို့ကအာဒိုင်းငူလည်းလွှတ်တဲ့ခါကျရင် BCO 1738ပေါ်ရလူရှိရယ်เนาะအဲ့ဒါမျိုးဆိုလို့ရှင်အခုလိုမျိုးသတ်မှတ်ထားပါရဲ့နဲ့ BCOM 1738ပေါ်တယ်ဆိုလို့ရှိရင်တော့ဒိုင်းရိုက်ငူလည်းလွှဲမရတဲ့လူပါရိုးရိုးဘဏ်အကောင့်ကိုလွှဲပဲအသုံးပြုရပါရှင်နော် YouTube မှာတင်ထားပြီးပါတယ်အဲ့ဒါလေးကြည့်ပြီးပါနော်ကျေးဇူးပါ